အားလုံးပဲမင်္ဂလာပါဆရာနေနေတော့ဒီနေ့မှာနော်ပုစာလေးတစ်ပုဒ်ကိုရှင်းပြချင်ပါတယ်။ဒါပုစာလေးလဲဆိုလို့ရှိရင်အစအပိုင်းကိန်းနဲ့ဘာသာကဘာသာငါတို့အချင်းချင်းဆက်သွယ်နေကြတဲ့ပုစာလေးတစ်ပုဒ်ပေါ့နော်။ပုစာရဲ့မိကုံးလေးကဘာလဲဆိုလို့ရှိရင်ခွက် A ထဲမှာရေလီတာ800ရှိတယ်။ခွက် B ထဲမှာရေလီတာ100ရှိတယ်။အဲ့ဒီခွက် A နဲ့ ခွက်ပီနဲ့ကိုနော်တူညီတဲ့ရေပမာဏလောင်းပြီးတော့ထည့်မယ်အတူတူခွက်အေတဲ့ကိုရေလီတာ100ထပ်ဖြည့်တယ်ဆိုရင်ခွက်ပီတဲ့ကိုလည်းရေလီတာ100ထပ်ဖြည့်မယ်ဥပမာအနေနဲ့အဲ့လိုမျိုးထပ်ဖြည့်မယ်အတူတူထပ်ဖြည့်မယ်ဘယ်ချိန်အထိထပ်ဖြည့်နေမှာလဲဆိုရင်ခွက်အေထဲမှာရှိတဲ့ရေပမာဏကခွက်ပီထဲမှာရှိတဲ့ရေပမာဏရဲ့နှစဖြစ်သွားတဲ့အချိန်မှာရေထည့်လိုက်တာကိုကျွန်တော်ဆရာတို့ကရက်လိုက်မယ်အဲ့ဒီတော့ မရက်ခင်အချိန်အထိရေတွေကိုထပ်ပြည့်နေရမယ့်ပမာဏဟာရေပမာဏလီတာဘယ်လောက်လောက်ထိပြည့်နေရမလဲဆိုတာကိုကလေးတို့ကိုစဉ်းစားကြည့်ချင်တယ်။အဲ့လိုစဉ်းစားတဲ့နေရာမှာဘာတွေသုံးပြရမလဲဆိုတော့အစာတွေသုံးရမယ်။အပိုင်းကိန်းမှာနော်တပိုင်းနဲ့တပိုင်းဟာတူညီနေတယ်ဆိုတဲ့အချက်လက်တွေသုံးလို့ရတယ်။ပြီးရင်ဘာစကဘာစငါဆိုတဲ့သင်ငန်းစာရဲ့အချက်လက်တွေကိုသုံးပြီးတော့ရှာဖွေရမှာဖြစ်ပါတယ်ဒီပုံစံလေး။အားလုံးပဲမင်္ဂလာပါဒီ ဒီနေ့မှာတော့ကျွန်တော်ကဒီခွက်တွေပေါ့နော်ခွက်တွေ၄ခွက်ရှိတယ်အဲ့ဒါဘာကြောင့်ပြောမှလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဇာတွေအပိုင်းတွေစာခွဲကိန်းတွေနဲ့ဆက်သွယ်နေစာခွဲကိန်းစာတုံးကိန်းတွေဆက်သွယ်နေတဲ့အကြောင်းတွေကိုကျွန်တော်နှစ်ပိုင်းလောက်ခွဲပြီးပြောမယ်ပေါ့နော်ဒီနေ့ကတော့ပထမပိုင်းအကြောင်းပြောပါမယ်အဲ့တော့ခွက်က AB ရှိတယ်ကျွန်တော်ကရေတွေမထည့်ထားဘူးပေါ့နော်ဟုတ်ပြီအဲ့တော့ရေတွေမထည့်ထားတဲ့အချိန်မှာကျွန်တော်ကရေနည်းနည်းထည့်ကြည့်မယ်ဒီမှာကကျွန်တော်ကအစမ်းပြမယ်ပေါ့နော်ဒီမှာအပေါင်းကိုတစ်ချက်နေလိုက်လို့ရှိရင်တစ်ခု တိုးသွားပြီးတော့အနုတ်ကိုတစ်ချက်နဲ့တစ်ခုချော့တယ်ပေါ့နော်အဲ့တော့ကျွန်တော်က A တဲကိုကျွန်တော်က D စိတ်စာလောက်ထည့်ထားလိုက်ဒီမှာ၄เนาะ၄ရှစ်စက္ကန့်စသဖြင့်လို့ဒီစိတ်စာလောက်ထည့်ထားလိုက်ဒီမှာတော့ကျွန်တော်ကမစားမှမထည့်ဘူးကျွန်တော်တို့က A နဲ့ B နဲ့ကိုအတူတူရေပမာဏအတူတူထပ်ထည့်ထပ်ပြည့်ချင်တယ်အဲ့တော့ဒီမှာတစ်ဆက်ထည့်ရင်ဒီမှာလည်းတစ်ဆက်ထည့်အဲ့လိုပုံစံမျိုးပေါ့အဲ့လိုထည့်တဲ့အချိန်မှာကျွန်တော်တို့ကဘလို့ပြည့်ကျင်လာလဲဆိုရင် A မှာရှိတဲ့ပမာဏဟာ B မှာရှိတဲ့ပမာဏရဲ့နှစ်ဆန်းဖြစ်တယ် နှစ်စားဆိုတာကျွန်တော်တို့ကနှစ်စားတစားပေါ့နော်နှစ်စားဆိုတာဘယ်လိုလဲဆိုတာဒီမှာကနင်းဒီမှာကတဲပေါ့အဲ့တော့အပိုင်းကြီးနေကျွန်တော်တို့ကပြင်ဆင်လာတယ်နှစ်စားတစားကိုကျွန်တော်အပိုင်းကြီးနေစဉ်းစားကြည့်အဲ့ဒါဆိုလို့ကြိုးရှင်ဒီမှာကနှစ်ပိုင်းစာရှိပါဒီမှာကကျွန်တော်တို့ကဘယ်နှပိုင်းစာလဲဆိုတော့ဒပိုင်းစာရှိပါဟုတ်ပြီနော်ဒီမှာက B ထဲမှာကျွန်တော်ရေးရှိတာမရှိဘူးအဲ့တော့ထင်းလိုက်မဲ့တပိုင်းဟာဘာဖြစ်မှာလဲရေးဖြစ်မှာပေါ့အဲ့တော့ဘာမှ ထွေထွေတူတူစဉ်းစားကြရမလို့ဒီတစ်ပိုင်းကတဖြည်းလိုက်မယ်ပမာဏဖြစ်ဖို့ဖြစ်ပြီအဲ့ဒီဒီတစ်ပိုင်းနဲ့ဒီတစ်နဲ့ဒီနှစ်ပိုင်းထဲမှာရှိနေတဲ့တစ်ပိုင်းနဲ့တူလားမတူလားဆိုတူတယ်ဘာဖြစ်လို့လဲဆိုတော့တူတူထက်ဖြည့်မယ်လို့ကျွန်တော်ကမေးခွန်းပါဘွာပါထားပြီးသားအဲ့တော့ဒီတစ်နဲ့ကဒီအောက်ကတစ်နဲ့အောင်တူလားမတူလားတူတာပေါ့ဘာဖြစ်လို့လဲဆိုလို့ယူရင်ကျွန်တော်တို့ကပိုင်းနေဆိုဆိုတာကနှစ်ပိုင်းနှစ်ပိုင်းဆိုတာဟိုဘက်တစ်ဝက်ဒီဘက်တစ်ဝက်ဥမာတစ်ဆိုရင်၃ညသမ၅၃ညသမ၅ တစ်ဆယ်ဆိုရင်ဟိုဘက်၅ဒီဘက်၅စသဖြင့်အတူတူပမာဏတူတူပိုင်းတာဟိုအဲ့တော့ဒီတင်းနဲ့ဒီတင်းနဲ့ကလည်းတူွားပြန်အဲ့တော့ဒီတင်းနဲ့ဒီတင်းနဲ့တူရဲ့ပြတဲ့အတွက်ကြောင့်ငကုံမူလားရှိတာက၄စိတ်အဲ့ဒါဆိုရင်ထပ်ဖြည့်ရမှာလဲဘယ်နှစိတ်လဲဆိုတော့၄စိတ်ပေါ့အဲ့တော့ရှင်းရှင်းလေးပဲအဲ့တော့တကယ်ရှိလားမရှိလားဆိုတော့ကျွန်တော်စမ်းမယ်တစ်စိတ်အ sorry ၄စိတ်၂စိတ်၃စိတ်၄စိတ်ထည့်လိုက်မယ်ဒီမှာလဲတစ်စိတ်၂စိတ်၃စိတ်၄စိတ်ထည့်လိုက်မယ်ဒီမှာ၄စိတ်ရှိတယ်ဒီမှာ၈စိတ်ရှိတယ်နှစ်ဆ၄ရှစ်ဆိုတော့နှစ်ဆကြိုက်သွားပြီဟုတ်ပြီ သုံးစားအကြောင်းကျွန်တော်တို့သွားကြမယ်နော်သုံးစားအကြောင်းသုံးစားအကြောင်းသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကခုနအတိုင်းပဲပြန်သွားမယ်သုံးစားဆိုတော့3နဲ့သုံးစားဒီမှာတစအပိုင်းနဲ့ပြန်သွားမယ်ဒီမှာက3ပိုင်းဒီမှာက2ပိုင်းရှိရမယ်သုံးစားအတိုင်းပဲဒီဘက် B မှာကျွန်တော်တို့ကရေးမရှိဘူးရေးမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကထည့်လိုက်တဲ့ပမာဏခိုးအုပ်2ပိုင်းဖြစ်နေမှာဒီမှာကတော့3 3ပိုင်းရှိရမယ်3ပိုင်းရှိတဲ့အချိန်မှာကျွန်တော်တို့ထည့်လိုက်တဲ့အပိုင်းက2ပိုင်းပါ အဲ့တော့ကြံနေတဲ့ဟာကိုကျွန်တော်တို့ကဘယ်လောက်ကြံနေရမလဲနှစ်ပိုင်းကြံနေရဒါပေမဲ့ဒီမှာတစ်ခုပဲရှိတာအဲ့တော့ဒီကြံနေတဲ့ပမာဏကိုကျွန်တော်တို့ကထပ်ဟုတ်တူတူညီညီပိုင်းလို့ရတာဆိုတော့ပိုင်းလို့ရကိုရမယ်ဘာလို့လဲဆိုတော့နှစ်ပိုင်းရှိရမှာဟုတ်အဲ့တော့ဒီမှာ၄စိတ်ရှိတယ်ဆိုတော့ကျွန်တော်တို့ကအပေါ်၂စိတ်အောက်၂စိတ်ဆိုပြီးတော့ပိုင်းလိုက်အဲ့ဒီအပေါ်၂စိတ်အောက်၂စိတ်ဒါတစ်ပိုင်းနေပေါ့နော်ဒါတစ်ပိုင်းဒါတစ်ပိုင်းပေါ့အဲ့ဒီအပိုင်းနေနေဒီမှာထပ်ဖြည့်မဲ့ပမာဏနဲ့တူရမယ်နိဘာလို့လဲ အပိုင်းနေဆိုကြဲဟိုကညီလူမျှတို့ဖြစ်ရမှာအဲ့တော့ဒီနှစ်စိတ်ဟာဒီမှာလဲနှစ်စိတ်ဖြစ်ရမှာဒီဟာနှစ်စိတ်ဆိုရင်ဒီဘက်ကပေးရထည့်ရတဲ့ဟာလဲနှစ်စိတ်အတူတူပဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကမလုပ်ကြမလဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကခပြန်နဲ့ဖယ်လိုက်ပါအောင်မယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ကနှစ်စိတ်ထည့်လိုက်မယ်နှစ်စိတ်နှစ်စိတ်ထည့်လိုက်မယ်ဒီမှာလဲနှစ်စိတ်ထည့်လိုက်မယ်အဲ့တော့ဒီနေရာမှာနှစ်စိတ်ရှိပြီရောဒီနေရာမှာ6စိတ် သုံးစားဖို့ကြိုက်သွားပြီဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကလေးစားလေးစားဆိုရင်ဘယ်လိုလုပ်ကြမှာလဲလေးစားဆိုလို့ရှိရင်ကျွန်တော်တို့ကပြန်လုပ်မယ်လေးစားဆိုလို့ရှိရင်ကျွန်တော်တို့ကနည်းနည်းကြော်လိုက်တော့မနော်မြန်မြန်လေးသွားလိုက်မယ်ဒီမှာလေးစားဒီမှာဒစားအဲ့တော့ဒီမှာလေးစားဆိုတော့၄ဘိုင်းရှိရမယ်ဒီမှာတစ်ဘိုင်းထည့်လိုက်တဲ့တစ်ဘိုင်းပဲရှိမှာဆိုတော့ရေတကူးမှမရှိသေးတဲ့အတွက်ကြောင့်မလို့တစ်ဘိုင်းအဲ့တော့ဒီမှာ၃ဘိုင်းနဲ့တစ်ဘိုင်းရှိမယ် 3မိုင်ဆိုတော့ကျန်တဲ့ဟာကိုကျွန်တော်တို့က3မိုင်ပိုင်းရမယ်ကျန်တဲ့ဟာကိုကျွန်တော်တို့3မိုင်ပိုင်းမယ်အဲ့တော့ဒီမှာက၄စိတ်ကိုကျွန်တော်ကသုံးမိုင်ပိုင်းလို့ရတယ်3မိုင်ပိုင်းလို့မရအညီများပိုင်းလို့ရတယ်မရဘူးအဲ့ဒါဘာကြောင့်မရတာလဲဆိုရင်ကျွန်တော်တို့ကစာခွဲကိန်းစာတို့ကိန်းနေနဲ့တွားပြီးတော့ဆက်နေပြီးတော့ဆက်စင်းသားရတော့မယ်အဲ့လိုမရတယ်လို့နောက်ထပ်တစ်ခုရှိတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကရေးကို ီဘက်မှာ၈ထည့်မယ်ဒီဘက်မှာ၅ထည့်မယ်စားတဲ့အနေထားမှာလည်းနှစ်ဆသုံးဆတွေထည့်ကျင်နိုင်ထည့်လို့အတူတူထည့်လို့ရနိုင်တာဆိုမရနိုင်တာလည်းရှိတာလေရတာလေးလည်းရှိတာလေအဲ့ဒါဟာစာကွယ်ကိန်းစာတိုကိန်းအနေနဲ့တွားပြီးတော့သက်ဆိုင်ပါလေအားလုံးပဲမင်္ဂလာပါမနေ့ကတော့အဆက်လေးကိုကျွန်တော်တို့ပြန်သွားကြရမယ်အာမနေ့ကတော့ကဘာလုပ်တာလဲဆိုတော့သုံးဆပေါ့နော်အောက်ကိုသုံးဆ sorry အောက်ကိုကျွန်တော်တို့ကသုံးဆသုံးဆပိုင်းချင်တယ် လေးကိုစာခွဲကိန်းခွဲလိုက်မယ်လေးရဲ့စာခွဲကိန်းက၁ရက်၂ရက်၄ရက်ပဲသုံးမပါအဲ့တော့ကြောင့်မလို့သုံးပိုင်းကျွန်တော်တို့ကပိုင်းလို့မရဘူးသုံးပိုင်းပိုင်းလို့မရဘူးဆိုရင်အောက်ကသုံးပိုင်းအပေါ်ကတစ်ပိုင်းထည့်မှာပေါ်ကဖြည့်တာတစ်ပိုင်းအဲ့တော့လေးစာထည့်လို့လုပ်လို့ရမလားဆိုရင်လေးစာဒီပမာဏကိုကျွန်တော်ကလေးစာလုတ်ခွင်မရှိပါဘူးလုတ်ခွင်ဆိုတာတက်လုတ်လို့မရပါဘူးဟုတ်ပြီအဲ့တော့ခုနကတော့လေးရဲ့စာခွဲခဲ့နေတာ၁ရဲ၂ရဲ၄ရဲဆိုတော့ကျွန်တော်က၄ဘိုင်းတော့ပိုင်းလို့ရပြီ ဒီဘိုင်းပိုင်းကြည့်မယ်အဲ့ဒါဆိုလို့ရှိရင်ဟုတ်ပြီနော်အဲ့တော့၃နေရာမှာကျွန်တော်က၃ဘိုင်းမဟုတ်ဘဲနဲ့ကျွန်တော်က၄ဘိုင်းပိုင်းမယ်ဆိုလို့ရှိရင်၄အောက်က၄ဘိုင်းရင်အပေါ်က၃ဘိုင်းရင်ဆိုရင်၅ဘိုင်း၅သာတော့လုံးလို့ရတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ပြောရှင်ဒီဘက်မှာ၁အဲ့တော့ဒီဘက်က၁နဲ့ဒီဘက်က၁နဲ့ကတူတယ်အဲ့လိုပဲဒီဘက်က၁နဲ့ဒီ၄၄ကိုပိုင်းလိုက်တယ်၄ဘိုင်းထဲက၃ဘိုင်းနေနေတူတယ်ဆိုတော့၄ကိုကျွန်တော်က၄ဘိုင်းပိုင်းမယ်၄စိတ်ကို၄ဘိုင်းပိုင်းနော်၃ဘိုင်းကို၃စိတ်စီရမယ် အဲ့ဒီဒီဇိန်းနဲ့ဒီအပေါ်အားနဲ့ဒီဇိန်းနဲ့တူတဲ့အတွက်ကြောင့်မလို့ဖြည့်ရမယ့်ပမာဏဟာတစ်ပါဒီမှာတစ်ထည့်လိုက်ပြီကျွန်တော်တို့ကဒီမှာတစ်ထည့်လိုက်ပြီဒီမှာဒီဇိန်းဒီမှာ၅ဇိန်းဆိုတော့၅ဇာဖြစ်ပါတယ်အဲ့ဒါဟာကျွန်တော်တို့ကဒီ theory လေးကိုကျွန်တော်တို့ကပြန်ပြီးအသုံးချပါတာအဲ့တော့ကျွန်တော်တို့ကဥစ္စာလေးနည်းနည်းတွက်ကြည့်မယ်နော်ဥစ္စာကကျွန်တော်တို့ကဘယ်လိုတွက်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအာအကြမ်းမြင့်ပေါ့နော်အာဆက်နှစ်ထားလိုက်မယ်ကျွန်တော်တို့ကဆက်နှစ်ရှိမယ် A မှာဆက်နှစ်ရှိမယ် B မှာ၄ရှိမယ် ဟုတ်ပြီ A မှာစနေ B မှာ၄ကိုကျွန်တော်တို့ကခုန theory တိုင်းပဲကျွန်တော်က A နဲ့ B နဲ့ကိုရေပမာဏအတူတူထပ်ဖြည့်လိုက်เนาะရေပမာဏအတူတူထပ်ဖြည့်မယ်ဖြည့်တဲ့ချိန်မှာကျွန်တော်နှစ်ဆနဲ့ပဲသွားကြည့်အောင်မယ်နှစ်ဆဖြည့်ချင်တယ်အဲ့ဒါဆိုရင်ဘယ်လိုလုပ်ကြရမလဲကျွန်တော်က theory မှာကဘာလဲဆိုရင်ကျွန်တော်က A မှာကရေရှိမယ် B မှာကရေမရှိဘူးဘာဖြစ်လို့ B မှာရေမရှိထားလဲဆိုရင် B မှာထင်းလိုက်တဲ့ရေပမာဏနဲ့ A မှာရှိနေမဲ့လက်ကျန်ရေပမာဏရဲ့ ပိုင်းနေရာသွားတူခိုင်းခြင်းလာဘီမာလာရေရှိလိုက်မယ်ဆိုနည်းနည်းစဉ်းစားရတာနည်းနည်းရှုပ်ထွေးသွားအဲကြောင့်မလို့ဘီမာရှိနေတဲ့ရေကိုကျွန်တော်တို့ကသွန်ပြစ်မှာမဟုတ်တော့ခဏလေးမေ့ပြီးတော့ဖိစဉ်းစားကြည့်မယ်ဘီမာကျွန်တော်၄စိတ်ရှိတာဆိုတော့1 2 3 4လို့အဲ့ဒီဘီမာရှိတဲ့ဟာကိုကျွန်တော်ကဒီလေးကိုခဏသွားပို့ထားမယ်1 2 3 4 ဲ့တော့ B မာကိုသွားပို့ထားတဲ့အတွက်ကြောင့်မို့ A ကိုလည်းကျွန်တော်ခဏဖယ်ထားပါဗော၄၄စိတ်၁၂3 4ဖယ်မယ်ဒီမှာလည်း၁၂3 4ဒီစိတ်ဖြစ်လိုက်ပြီဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကြံခဲ့တာ A မှာ၈ B မှာတစ်စက်မှမရှိတော့အဲ့ဒါဆိုရင် theory တိုင်းကျွန်တော်တို့ကသွားကြိုက်ပြီဟုတ်ပြီ theory တိုင်းသွားကြိုက်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကနှစ်စားလိုချင်တာနှစ်စားလိုချင်တယ်ဆိုတော့ကျွန်တော်ကနည်းနည်းခက်မြန်မြန်သွားလိုက်မယ်ဒီမှာနှစ်စားဒီမှာတစ်စားဒီမှာထင်းလိုက်တဲ့ရေတစ်ပိုင်းနဲ့ဒီမှာရှိနေတဲ့တစ်ပိုင်းနဲ့ တူမယ်နော်ဒီတပိုင်းနဲ့ထဲတဲ့တပိုင်းနဲ့တူထဲတဲ့တပိုင်းဟာလည်းအောက်မှာကြံခဲ့တဲ့တပိုင်းနဲ့တူတယ်ဆိုတော့ဒီမှာရှစ်ဆဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကနောက်ထပ်ရှစ်ဆထပ်ထည့်ရမယ်ရှစ်နဲ့ရှင်းနဲ့ရှစ်ဆထပ်ထည့်လိုက်လို့ရှိရင်ကျွန်တော်က16ရတယ်နော်16သို့တော့ကျွန်တော်ကရှစ်စိတ်ဖြည့်လိုက်ဖြည့်လို့ရတာဆိုတော့မရဘူးဘာဖြစ်လို့လဲဆိုတော့ခဏဖေထားခဲ့ခဏဖေပြီးစဉ်းစားခဲ့တယ်အပိုင်းလေး၄ပိုင်းရှိသေးတယ်ဒီမှာ၄ပိုင်းကိုပြန်နှုတ်ပြီးတော့ဒီမှာ၁၂၃၄ပိုင်းပြန်ထည့်အောင်ဒီမှာလည်း၄ပိုင်းကိုပြန်နှုတ်ပြီးဒီမှာ၄ပိုင်းပြန်ထည့်အောင် ဟုတ်ပြီဒီဘက်ကလည်းခုနအတိုင်း၈စိတ်ထည့်ရမယ်၈စိတ်ထည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်က၈ရောက်ပါမှာဟုတ်နော်၈ရောက်ပါမှာနော်အဲ့တော့ဒီဘက်က၈ရောက်ပါမယ်ဒီဘက်က16ရောက်ပါမယ်16ရောက်ဖို့အတွက်ဒီမှာ၄စိတ်ထည့်ရတယ်1 2 3 4ဒီမှာလည်း၈စိတ်ရောက်ဖို့အတွက်1 2 3 4ထည့်ရတယ်အဲ့တော့ဒီမှာ၈ဒီမှာ16နှစ်စားကြိုက်သွားသုံးစားဆိုရင်လည်းအဲ့တိုင်းပဲသွားလို့ရပါတယ်ဟုတ်ပြီအဲ့တော့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်က34စား5စားတွေသွားလို့ရပြီ သို့တော့ဒေါက်ချင်းရက်တွေရှိအောင်မယ်ဘာလို့လဲဆိုတော့ဒီမှာ16ဆ16စိတ်ရှိတယ်ရှိတာကဒီမှာက17စိတ်ရှိတယ်ဆိုရင်တော့16ရဲ့တဝက်ထက်ကြော်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကနှစ်ဆအတူတူထဲလိုက်တဲ့အချိန်မှာနှစ်ဆဖြစ်အောင်လုပ်လို့မရတော့ပါဘူးဒီမှာ8စိတ်ဆိုလို့ရှိရင်လေဒီမှာ8စိတ်16စိတ်ဆိုရင်လေနှစငကိုတဲကရှိနေပြီးသားဖြစ်တယ်။ချစ်တဲ့အတွက်ကြောင့်မလို့ထထထဖြည့်တဲ့ပမာဏဟာကြိုက်သလောက် တစိမ့်ထဲထဲဒီစိမ့်မှာတစိမ့်ထဲလို့ရှိရင်ဒီမှာတစိမ့်ထဲမယ်အဲ့ဒါဆိုလို့ပြောရှင်ဘာဖြစ်မှာလဲဆိုတော့ဒီမှာ90စိမ့်ဒီမှာ89စိမ့်နှစမဖြစ်တော့ဘူးတူနေရင်လည်းနှစဖြစ်အောင်လို့လို့မရပါဘူးနော်တော့ဘာလို့လဲဆိုတော့ငကိုတဲကနှစဖြစ်နေပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့နောက်တက်အတူတူထက်ထက်မယ်ဆိုရင်နှစလုံးဝမဖြစ်နိုင်တော့ပါဘူးအဲ့တော့တဝက်ထက်နော်နှစဖြစ်ခြင်းနဲ့ဆိုရင်တဝက်ထက်ငယ်ရမယ်သုံးစားဖြစ်ခြင်းနဲ့ဆိုရင်လည်းသုံးစားထက် ငယ်ပေးရမယ်လေးစားဖြစ်နေနေဆိုရင်လည်းလေးပုံပုံ sorry 3 3ပုံပုံထက်ငယ်ပေးရမယ်လေးပုံလေးစားဖြစ်နေနေဆိုရင်လည်း4ပုံပုံထက်ငယ်တဲ့ပမာဏ၄เนาะဒီလိုကြွားချားချက်ကငယ်တဲ့ပမာဏ၄ဖြစ်မှလာရပါမယ်အားလုံးကျေးဇူး